လွှတ်တော်ကိုယ်စားလှယ်တာဝန်ကပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေချမ်းကိုရေးဆွဲပြီးဖြစ်ပြီးပြည်တော်စုလွှတ်တော်ကိုတင်သွင်းနိုင်မှုဆောင်ရွက်လျက်ရှိရလို့ဖေဖော်ဝါရီလ6ရက်နေ့ကကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်ကပြောပါရယ်လွှတ်တော်ကိုယ်စားလှယ်တာဝန်မှာပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေချမ်းကိုရေးဆွဲပြီးဖြစ်ကြောင်းဖေဖော်ဝါရီလ6ရက်နေ့ကပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်ကဖြေကြားပါရယ် ပြောပေမဲ့စန္ဒာထဲမှာပြည်သူ့တော်ကုသလေဥတောင်းဤမိမြနဲ့တွတ်တော်ကုသလေတောင်းမှာပြန်လည်ယူတင်ဆိုင်ရာဥရိယာပြန်ခံပေးရန်စီစဉ်ရှိရှိမိကုန်ကိုထပ်ပါတယ်ကြေညာခဲ့တာဖြစ်ပါတယ်။ဥောင်မြင်ကပထမအကြိမ်တွတ်တော်တော်ကတွတ်တော်ကုသလေတွေရဲ့စွနီချက်ပေါ်အခြေခံပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပါမူပေါင်းနေတဲ့အကြီးဖြစ်နိုင်သမျှပြည်ပြည်စုံစုံဖြစ်အောင်ဆွေးထားတယ်လို့ပြည်သူ့တော်တော်မှာဖြေကြားခဲ့ပါတယ်။ ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်ကလွှတ်တော်ကိုယ်စားလှယ်တာဝန်ကပြည်လဲရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကိုပထမအကြိမ်လွှတ်တော်သက်တမ်းကာလအတွင်း2012ခုနှစ်ဩဂတ်လ28ရက်နေ့နဲ့2015ခုနှစ်ဩဂတ်လ23ရက်နေ့တွေကပြည်အောင်စုလွှတ်တော်နိုင်ငံကထံကိုပေးပို့တင်ပြခဲ့ကြအောင်အဆိုပါဥပဒေကြမ်းနဲ့ပတ်သက်လို့လွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးရမှာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်396ခေါင်းဝင်းမှာပြဋ္ဌာန်းထားတဲ့သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့မူလမဲဆန္ဒရှင်တွေအနက်တိရဂိုင်းတို့ကလက်မှတ် ရေးထိုးပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတင်သွင်းရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီးအများစုဆွေးနွေးခဲ့ကြကြောင်းစသဖြင့်ထည့်သွင်းဖြေကြပါရယ်လွတ်တော်ကိုယ်စားလှယ်တွေကပြဋ္ဌာန်းချက်ပါတရားခိုင်နှုန်းအစားနိုင်ငံအသီးသီးမှမဲဆန္ဒရှင်ရဲ့၈ရာခိုင်နှုန်း၁၀ရာခိုင်နှုန်း၂၀ခိုင်နှုန်း25ရာခိုင်နှုန်းနဲ့မဲဆန္ဒရှင်ရဲ့၃ပုံ၃ပုံအင်အားရှိမှသာပြည်လဲရုပ်သိမ်းခွင့်ပြုထားကြောင်းဆွေးနွေးခဲ့ကြပြီးသဘောတူညီမှုမရဘဲဆိုင်းငံ့ထားဖို့အဆိုတင်သွင်းခဲ့ရာပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ကသဘောတူအတည်ပြုခဲ့တဲ့ ဲ့အတွက်အဆိုပါဥပဒေကျန်နေတာဖြစ်တယ်လို့ဦးအောင်မြင့်ကဆက်လက်ပြောပါရယ်။ ဒုတိယအကြိမ်ပြည်သူ့လွတ်တော်အစည်းအဝေးကျင်းပတဲ့အချိန်မှာပြည်သူ့လွတ်တော်ဥက္ကဋ္ဌကပြည်တော်စုရွေးကောက်ပွဲကော်မရှင်နဲ့ပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌတို့ကိုပထမအကြိမ်ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်ရဲ့ဆွေးနွေးတင်ပြချက်တွေအပေါ်လေ့လာသုံးသပ်ပြီးလွတ်တော်ကိုယ်စားလှယ်တာဝန်ကပြည်လဲရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကိုပြည့်ပြည့်စုံစုံရေးဆွဲပြီးတော့ထပ်မံတင်ပြပေးဖို့လမ်းညွှန်ပေးခဲ့တဲ့အတွက်ရွေးကောက်ပွဲကော်မရှင်ကသက်ဆိုင်ရာလွတ်တော်ရင်းနဲ့ပူးပေါင်းပြီးအဆိုပါဥပဒေကြမ်းကိုပြည်တော်စုလွတ်တော်ကိုတင်သွင်းနိုင်မှုဆောင်ရွက်လျက်ရှိတယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးအောင်မြင့်ကအခုလိုပြောပါရယ်ဒုတိယကျေးဇူးတော်ဆက်ပါတယ်ပြည်သူ့တော်ဆိုင်ကြီးကပြည်သူ့တော်ကော်မရှင်နဲ့ပြည်သူ့တော်တော်ချုပ်ခါလို့ပရမတ်ကြီးတို့တော်တော်တော်တွေရဲ့စိလေးပြည်သားချက်များပေါ်ပါသေးတာသုံးသပ်ပြီးတော်တော်ကလေးမှကျိုးတော်ကလေးတောင်မှပြန်ပြီးပြင်းဆိုင်တာသူ့လေးပြည်ပြဆိုတော့ရေးဆွဲပြီးတော့ထပ်မံပြပြပြီးကျွန်တော်တို့လည်းပြခဲ့ပါလေ ာကြောင့်ဒီလိုဒီဘောကော်မရှင်ကသက်ဆိုင်ရာစုပေါင်းများနဲ့ပူးပေါင်းပြီးတော့တွတ်တော်ဘူးတဲ့တာဝန်မှပြန်လည်ရင်းနှီးဆိုင်ရာဥပဒေချမ်းပြီးတော့တွတ်တော်ဘူးပြင်သွင်းတယ်ဆောင်ရွက်ဖြစ်ရှိလာကြတယ်တွတ်တော်မှအတူတူပြန်ဆန်းပြီးပါတတိယဦးရင်းရဲ့အညီပြီးတော့ဒီဘောကော်ကော်မရှင်ကဆက်လက်ဆောင်ရွက်သွားမယ်ဖြစ်ပါကြောင်းဥထာဉ်ထံမှဆက်ဒေသတော်ဖြစ်တာ ပထမအကြိမ်ပြည်အောင်စုလွတ်တော်ကာလကအဆိုပါဥပဒေကိုအတည်ပြုရေးနဲ့ပတ်သက်ပြီးဆက်လက်ဆောင်ရွက်ဖို့တင်မတင်ဆိုင်းငံ့ထားဖို့တင်မတင်ကိုကိုယ်စားလှယ်73ဦးကဆွေးနွေးခဲ့ကြပြီးမဲခွဲဆုံးဖြတ်ရမှာတော့ဆိုင်းငံ့ဖို့ဘက်ကမင်းများခဲ့တာကြောင့်ဥပဒေကိုအတည်ပြုဖို့ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။